ားလုံးမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ LGBT စာရေးဆရာမတဦးဖြစ်သူစောဟန်ရွေးဟာထိုင်းနိုင်ငံမဲဆောက်မြို့တနင်္လာမှာကွယ်လွန်ခဲ့တဲ့ဆိုတဲ့တဲ့မှာနိုင်ငံရေးနဲ့ LGBT ရေးလှုပ်ရှားသူတဦးဖြစ်တဲ့စာရေးဆရာမစောဟန်ရွေးဟာမလ9ရက်နေ့ည9:00နာရီကမှာကွယ်လွန်သွားခဲ့တယ်လို့သူမနဲ့နေဆက်သူတွေစီကနေသိရပါဗျာ အဆုတ်ယောဂငှက်ပြားယောဂနဲ့လေပြန်းယောဂကိုခံစားနေရတဲ့ဆီယမစောဟန်တွေကမဲဆောင်မြို့မဲတော်စေကမှာစေဝါကုသမှုခံယူနေရင်ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်။သူကဂရီနီကပြန်လာကြတဲ့ကအတော်လေးနေမကောင်းဖြစ်နေတာ။ချင်းမိုက်မှာစေကုနေရင်မတတ်တာတော့မဲဆောက်ကိုခေါ်လာပြီးဆက်ကုနေရင်ဆုံးသွားတာပါလို့ဆီယမနဲ့နိစ္စသူတဦးကပြောပါတယ်။အေရီတိုင်းဟင်္ဒရာမျိုးစာတိဖြစ်တဲ့ဆီယမစောဟန်တွေဟာစစ်ကောင်းစီအာနာသိမ်းပြီးနောက် သားလက်နက်ကန်အဖွဲ့တစ်ခုစီမှစစ်ပညာသင်ကြားပြီးမန္တလေးမြို့မှာပြန်လည်နေထိုင်နေခြင်း2021ခုနှစ်စက်တင်ဘာလမှာဖမ်းဆီးခံခဲ့ရသေးပြီးလူငယ်သက်တော်ခွင့်နဲ့ပြန်လည်လွတ်မြောက်လာသူတဦးဖြစ်ပါတယ်။သူကွယ်လွန်ခဲ့တာနဲ့ပတ်သက်ပြီးတော်လိုင်းရင်အားစုအသီးသီးကဝန်ထမ်းချုပ်ရေးသားခဲ့ကြပါတယ်။ဆီယမိုင်းရဲ့နောက်ဆုံးခီးကိုဒီကနေ့မလ10ရက်နေ့မော်လွဲ2နာရီမှာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်ရှင်။ကျမနွယ်နွယ်ပါ။